ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာနိုင်ငံရဲ့အခြေအနေဟာတိုးတက်လာတဲ့အတွက် American ရောက်မြန်မာများအတွက်ပေးအပ်ထားတဲ့ယာယီခိုလုံခွေ TPS ကို American အစိုးရကရုပ်သိမ်းလိုက်ကြောင်းကြေညာလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးမှာထူးခြားသောတိုးတက်မှုများရှိလာပြီဖြစ်ကြောင်းဒါကြောင့် American ပြည်ထောင်စုမှာမြန်မာများအတွက်ယာယီအကာအကွယ်ပေးထားတဲ့ခိုလုံခွေ temporary protected status TPS ကိုရစဲကြောင်း၎င်းရစဲမှုမှာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့ကစတင်ပြီးတော့ အကျိုးသက်ရောက်မှုရှိမှာဖြစ်ကြောင်းသိရပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေမှာမြန်မာနိုင်ငံသားများဘေးကင်းစွာနေရက်ကိုပြန်နိုင်လောက်အောင်တိုးတက်လာပြီဖြစ်တဲ့အတွက်ကြောင့်ယာယီအကာအကွယ်ပေးထားတဲ့အခြေအနေကိုအမေရိကန်ဘက်ကရက်ဆိုင်းလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးမှာထူးခြားသောတိုးတက်မှုများရှိလာခဲ့ပြီးတော့ဒါကြောင့်မို့လို့အရေးပေါ်အခြေအနေပြီးဆုံးခြင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲများအတွက်စီမံချက်များအောင်မြင်တဲ့အပြစ်ခတ်ရက်ဆဲရေးသဘောတူညီချက်များနဲ့ ပုံမကောင်းမွန်သောဒေသန္တရအုပ်ချုပ်ရေးကြောင်ပြည်သူဝေဆောင်မှုပေးရမုံနဲ့အမျိုးသားပြန်လည်တင်းမြတ်ရေးတို့တိုးတက်လာကြောင်းအမေရိကန်အစိုးရကပြောဆိုလိုက်ပါတယ်အခုလိုဆုံးဖြတ်လိုက်ခြင်းဟာအမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန USCIS ကမြန်မာနိုင်ငံရဲ့အခြေအနေများကိုပြန်လည်တိုးတက်ခြင်းနဲ့နိုင်ငံသားရေးဝန်ကြီးဌာနနဲ့တိုင်ပင်ဆွေးနွေးခြင်းတို့အပေါ်အခြေခံထားတယ်လို့သိရပါတယ်မြန်မာနိုင်ငံသားများဟာနေရက်ကိုဘေးကင်းစွာပြန်နိုင်တဲ့အခြေအနေကို တိုးတက်လာပြီလို့ American အစိုးရကထုတ်ပြန်ကြေညာလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ